တီလကဘလောက်ပဲပြည့်စုံပြည့်စုံပြမမဖြစ်ဘူးတီလကုသိုလ်တမျိုးတည်းနဲ့ပြမမဖြစ်ဘူးဌာနကုသိုလ်နဲ့လည်းပြမမဖြစ်ဘူးမေတ္တာဘာဝနာပွားပြီးတော့သမထကျင့်စဉ်ကျင့်လို့ဆံရပြီဆိုရင်ပြမဖြစ်တယ်လို့ဒါကြောင့်မို့လို့မြတ်တယ်လို့ပြောတာเนาะအဲ့ဒီတည်းမြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ် သင်္ခါရတရားတွေကိုအာယုံပြုပြီးတော့ဘယ်ရာမှ မမြဲဘူးဆိုတဲ့အနိစ္စသင်ညာလက်ဖြောင်းတည်းအချိန်ပိုင်းလေးမှာပဲဖြစ်စေမမြဲဘူးဆိုတဲ့အနိစ္စသင်ညာအနိစ္စလို့သိတဲ့ဝိပဿနာအသိဉာဏ်လေးကခန္ဓာမေတ္တာပွားရတဲ့ပုံမြတ်တယ်။ဘာကြောင့်မြတ်တုံးဆိုဒီဝိပဿနာအသိက မလေးပါဖိုးလေးပါထီအောင်ဆိုင်ထီစေပြီးနိဗ္ဗာန်ထီအောင်ရောက်စေနိုင်သောကြောင့်ဖြစ်တယ်စံပွားပြီးတော့ဆံရယုံတက်တက်နဲ့နိဗ္ဗာန်ဆိုတာမရသေးဘူးဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ဒီအတိလာမနိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်တခါကြီးဟာပွင့်သွားမှာ